အရှင်မြတ်ဘာပြောပြောတပည့်တော်ကစံတတ်ထားတာတစ်ခုရှိသေးတယ်။ဓမ္မလုံးဘုရားမရှိဘူးဆိုတာတပည့်တော်စံတတ်ထားတာပြောသမအောင်ဘယ်လိုစံတတ်တော့တပည့်တော်စီမှာတိထံအပြစ်ကြတဲ့လူတယောက်ကိုတပည့်တော်မတတ်ခင်ကတ္တာဘောတင်ပြီးတော့ချိန်လိုက်တယ်။ဒီကောင်ကိုယ်လေးချိန်ဘလောက်ရှိတယ်ချိန်ထားတာချိန်ပြီးတဲ့အခါကျတော့ နှာခေါင်းကလေးတွေပါဒီမထွက်နိုင်အောင်ပိတ်ပြီးတော့အဲဒီကောင်ပတ်တယ်။တစ်ဆက်တွေကလည်းအကုန်ပိတ်ပြီးတော့တတ်လိုက်။တည်သွားပြီဆိုတဲ့အခါမှာချိန်လိုက်။အဲ့တော့မတည်ခင်ကချိန်ထားတာကပေါ်နေပြီးတော့တည်သွားတဲ့အခါကျတော့အလေးချိန်ကတိုးသွားတယ်။ဟုတ်သလားမဟုတ်လား။နော်။လူအရှင်နဲ့လူအသေးတင်းပေါင်ချိန်တိုးတယ်လေအဲ့ဒါ။ဟုတ်မဟုတ်စမ်းသပ်ကြည့်ကြပါဦးနော်။ အဲ့ဒီမှာချိန်ကြည့်လိုက်တဲ့အခါကျတော့အသက်ရှင်တုန်းကတည်းကိုပြီးတော့လေးတယ်ဓာတုအကောင်ကြီးကိုမအားတာလူအရှင်ကိုမအားတာကပေါ့တယ်လူအသေးကိုမအားတာအမတန်မှလေးတယ်အဲ့ဒါကိုတွေ့ရတဲ့အတွက်ကြောင့်တကယ်ကတော့တမလွန်လောကရှိပြီးတော့သူကအသက်ထွက်ပြီးတမလွန်လောကမှာဖြစ်မယ်ဆိုလို့ရှိရင်တဲ့အသက်ကထွက်သွားပြီးတေတုံးမတေခင်ကအသက်ရှိရော ပိုလေးရမယ်တဲ့ အဲ့တော့အသက်ရှိတဲ့အချိန်ပိုမလေးပဲနဲ့တည်တဲ့အခါကျမှပိုလေးတယ်ဆိုတော့ဘာမှထွက်သွားတာမရှိဘူးပေါ့ပိုလေးလာတယ်ဆိုတော့ဒါတွေကိုထောက်ထားလို့ရှိရင်တမလောကဆိုတာမရှိဘူးလို့သူကဒီလိုပြောပြန်အဲ့တော့ရှင်ကုမာရကသဘာကဘာနဲ့ဥပမာပေးပြီးတော့ရှင်းအောင်လို့ဆိုတော့ဒါကဒီလိုရှိတယ်တဲ့လူတွေဟာမတည်ခင်နဲ့တည်တဲ့အချိန် မတိခင်ကပေါ်ပါပြီးတော့အသက်အသက်မထွက်ခင်ပေါ်ပေါ်ပါပါရှိအသက်ထက်သားတဲ့ dead body ပေါ့လူတွေရဲ့ခန္ဓာကိုယ်ကကိုယ်လေးဥပမာမဲ့တဲ့တန်တုံးနှစ်တုံးတတုံးကမီးမဖုတ်ဘူးဒီတိုင်းအေးနေတဲ့တန်တုံးနောက်တတုံးကတော့မီးရဲနေအောင်ဖုတ်တာအဲ့ဒီတန်တုံးနှစ်တုံးကိုချိန်ကြည့်လိုက်လို့ရှိရင်မီးရဲနေတဲ့တန်တုံးကပေါ့ ဟောအေးနေတဲ့တန်တုံးကလေးတယ်တဲ့လူမှလည်းပဲဒီတိုင်းပဲတဲ့အသက်ရှိနေတဲ့လူသားတယောက်ဟာအာယုတဲ့ဥဒ္ဓမာတဲ့ဝိညာဏအသက်ရဲ့အငွေ့ရဲ့အတိစိတ်ရဲ့အဲ့ဒါတွေရှိနေသည့်အတွက်ကြောင့်ဒီလူရဲ့ခန္ဓာကိုယ်ပေါ့ကတိစားရှိတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ပေါ့တယ်ပျော့ပြောင်းတယ်နော်မာကြောတာမရှိဘူး လှုပ်လို့ရတယ်ချိုးလို့ရတယ်ဖဲလို့ရသေသွားလို့ရှိရင်မာတောက်ပြီးတော့ပို့လေးသွားတယ်အဲ့တော့တန်တုံးမှလည်းပဲခုနကမိကူလှုပ်ထားတဲ့တန်တုံးကြတော့တဲ့အပူတေဇောဓာတ်ကြောင့်မို့လို့ဝါယောဓာတ်တို့တေဇောဓာတ်တို့ကြောင့်သူကအလေးချိန်ပေါ့လာဒီလိုဆိုလို့အဲ့လူမှလည်းပဲအသက်ထင်ရှားရှိနေသည့်အတွက်ကြောင့်အာယုတဲ့အသက်ဆိုတာရဲ့ဥတ္တမအပူငွေ့ဆိုတာရဲ့ဝိညာဏအတိဆိုတာရဲ့ အဲ့ဒီသုံးခုရှိနေသည့်အတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်ဟာတက်ရှိခင်ရှားရှိတဲ့အချိန်မှာပေါ့တယ်ပြေးသွားတဲ့အခါအဲ့ဒါတွေမရှိသေးတဲ့အတွက်ကြောင့်ပူလေးတယ်ဒါပေါ့ခြင်းလေးခြင်းကြောင့်ရှင်ကုမာရကတ္တဗာကမိဖုတ်ထားတဲ့တန်တုံးနဲ့ဥပမာပြုပြီးတော့ပြောအဲ့ဒါဟာလည်းပဲဒါအထောက်အထားတစ်ခုအနေနဲ့မဖြစ်နိုင်ပါဘူးတမလွန်ဘဝမရှိဘူးဆိုတာပြောလို့မရပါဘူးလို့ဒီလိုပြောဒါနဲ့မကဘူးသူတိတေသနာကတော်တော်ဆိုးတယ် တတ်မိန်ကြတဲ့လူတွေခဏခဏအဆန်းသတ်ခံရတယ်။သူ့နိုင်ငံမှာရာဇဝပြစ်မှုတွေကျူးလွန်တဲ့ပုံကိုယ်တွေပုံကိုယ်တိုင်းကိုသူကမလုပ်လဲဆိုတော့အသက်ထက်တာကိုစောင့်ကြည့်လို့အသားမှာအရေးတွေခန္ဓာကိုယ်ရဲ့အင်္ဂါရပ်တွေကိုတခုမှမထိခိုက်စေဘဲနဲ့လူကိုတတ်တေအောင်တတ်တေအောင်တတ်ပြီးတဲ့အခါကျတော့သူကမှောက်ထားလိုက်ဟိုလိုလုံးလိုက်ဒီလိုလုံးလိုက် ဘယ်လိုထားထားအသက်ဟာထွက်သွားတာဆိုတော့သူမမြင်လိုက်ရဘူး။ဒါကြောင့်မို့လို့ဒီလူဟာအသက်ထွက်သွားပြီးတော့တမလွန်ဘဝရောက်သွားတယ်ဆိုတာဒါမဖြစ်နဲ့။တမလွန်ဘဝဆိုတာမရှိဘူး၊ကံလည်းမရှိဘူး။အဲဒီလိုညင်းပဲအကြောင်း။အဲ့ဒီနေရာမှာရှင်ကုမာရကသဘာကဘာဥပမာနဲ့ပြောတော့ဆိုလို့ရှိရင်ပင်မင်းကြီးကအသက်တို့တမလွန်ဘွားတို့ရှာတဲ့နီးစနစ်ကလွဲမားနေတယ်တဲ့။ဘယ်လိုလွဲမားနေတော့ဆိုလို့ရှိရင် ခရီးသင်းမှုတ်တဲ့လူတယောက်ဟာဥပမာမယ်ခရီးသင်းမှုတ်တဲ့လူတယောက်ဟာတောနယ်အစွန်အဖျားကြောင်ကြတဲ့ရှိကိုသူကခရီးသင်းယူသွားပြီးတော့ပါးသာရရသူကမှုတ်လိုက်မှုတ်ပြီးတဲ့အခါကျတော့ခရီးသင်းကိုမြေကြီးပေါ်ချပြီးတော့သူကအသာထိုင်ကြည့်နေလိုက်တရွာလုံးလူတွေရောက်လာလိုက်ကြတာဟာထူးဆန်းတဲ့အတန်ကြားရတယ်ထူးဆန်းတဲ့အတန်ကြားအလွန်ကောင်းတဲ့အတန်ဘယ်ရောက်လာဆိုပြီးတော့ဝိုင်းအောင်ပြီးတော့ကြည့်တယ် ဒီခီဥသိန်းကဒီပန်ထွက်တယ်ဆိုလူတွေကခီဥသိန်းကိုဟိုလိုကြည့်လိုက်ကြဒီလိုကြည့်လိုက်ကြလှမ်းကြည့်လိုက်ကြလော့ကြည့်လိုက်ကြဘလို့ကြည့်ကြည့်ခီဥသိန်းတွေကဒုံနဲ့ခောက်ကြည့်သူတို့လိုချင်တဲ့အတန်မထွက်ဘူးနော်ခီဥသိန်းကိုဒုံနဲ့ခောက်လက်နဲ့ခောက်ဘလို့ခောက်ခောက်ခီဥသိန်းကအတန်မထွက်လားအဲ့ဒီမှာခေါနကခီဥသိန်းယူလာတဲ့လူက မင်းတို့မသိနားမလဲတဲ့လူတွေခီဥသိန်းတဲ့ကအတန်ဆိုတာဒီလိုရှာရတာမဟုတ်ဘူးကွာလို့ဆိုပြီးတော့မှုတ်ပြလိုက်တယ်။အဲဒီကြတော့မှသူတို့လိုချင်တဲ့အတန်တွေတအံတော်ထွက်လာပေါ့။အဲခီဥသိန်းကအတန်ဆိုတာဒီလိုလောက်ရတယ်။စနစ်ကြမှအတန်ဆိုတာထွက်တယ်တဲ့။အဲဒီကြတော့နားလဲသွားကြတယ်။အော်ခီဥသိန်းကအတန်ဆိုတာမှုတ်တဲ့လူရယ်မှုတ်တဲ့လေးရယ် ဒါတွေပေါင်းစပ်မှထွက်လာတာပါလားလို့ဆိုတာသူဘောပေါက်နားလဲသွားကြတယ်။အဲ့ဒါမျိုးလိုပဲလူတွေကောင်အသက်ထွက်တာကိုလိုက်ရှာလို့ဘလို့လုပ်ပြီးတော့စနစ်တကျမဟုတ်ဘဲနဲ့ရှာလို့ရှင်ဘလို့မှမတွေ့နိုင်ဘူးလို့ရှင်ကုမာရကသဘာကရှင်းပြတယ်။အဲ့ဒီမှာသူကမကျေနပ်သေးဘူးမကျေနပ်တော့ဒါကိုပဲထပ်ပြောတယ်။အသက်ထွက်တာတွေသူမမြင်ဘူးလို့ သူမယုံဘူးဆိုတော့ဘယ်ရာပဲဖြစ်ဖြစ်ရှားတယ်ဆိုတာတမလွန်လောကကိုမြင်နိုင်တယ်ဆိုတာဟာဒိဗ္ဗစက္ခုအပိညာဉ်တို့အပိညာဉ်တွေရမှမြင်လို့ရတယ်ဟောအဲ့ဒါလို့မဟုတ်ခဲနဲ့စနစ်တကျမလောက်တတ်ဘူးဆိုလို့ရှိရင်ဘယ်လိုမှမရအဲ့ဒီမှာမိပူဇော်ရယတိရဲ့အပိညာဉ်မရှိတဲ့ပါကလေးတယောက်ရဲ့အကြောင်းသူ့ဖေကခရီးသွားတော့မှားထားရတာငါသား မိမငိမ့်စေနဲ့မိငိမ့်လို့ရှင်ဟောဒီရှိတော့ကမိဖြစ်အောင်လုပ်တာတက်သားထုတ်နှစ်ချောင်းဥခုံပွ့ကြည်လို့ခေါ်တယ်တက်သားထုတ်နှစ်ချောင်းကိုပွ့ရပွ့တဲ့အခါမှာမိဖြစ်တယ်အဲ့ဒီမှာမှားထားရတဲ့နဲ့ကလေးဆိုတော့အပျော်ပါမမောပြီးတော့နေတော့မိငိမ့်သွားမိရအောင်ဆိုပြီးတော့သူကမလုတ်တာမလုတ်တတ်တော့ဘာလုပ်တော့ဆိုအဲ့ဒီအသားကိုခွဲစိတ်အမျိုးစုံ မှုမှုညံ့ညံ့လှုပ်လေမိကရှာမတွေ့ဘူးဖတ်မရသူ့ဖေပြန်လာတဲ့အခါကျတော့မင်းမဲလိုက်တာမိဆိုတာဒီလိုလုပ်ရတာမဟုတ်ဘူးဆိုပြီးတော့အသားချောင်းနှစ်ချောင်းယူပြီးတော့ပုတ်ပြပြီးတော့မိမိရတဲ့နီးစနစ်အတိုင်းလုပ်မှမိဆိုတာရအခုလည်းပဲတင်မြင့်ကြီးကဒီတမလွန်လောကကိုတွေ့နိုင်တဲ့နီးစနစ်ကိုမလုပ်ဘဲနဲ့ဒီအယူကိုဆွဲနေလို့ဘယ်တော့မှတမလွန်လောကဆိုတာတွေ့မှာမဟုတ်ဘူး ဒါကြောင့်မလို့ဒီမှားရင်းနဲ့အယူကိုစွန့်ပါလို့ပြောတဲ့အခါကျအဲ့ဒီကျတော့ပါရတိပညာပါပြောတော့ဒီအယူသူယူလာတာကြာလာပြီတဲ့ဒီနတ္ထိကဝါဒတမလွန်လောကဆိုတာသူမယုံဘူးကံဆိုတာမယုံဘူးသေပြီးပြန်ဖြစ်တယ်ဆိုတာမယုံဘူးဒီလိုဒီအယူဆဲရှိတယ်ဆိုတာကောသလမင်းကြီးကလည်းသူ့ကိုသိတယ်တဲ့အသိမှပြုထားအဲ့တော့သူ့အယူဝါဒကိုမဆွနိုင်ပါဘူးလို့ခေါင်းမှန်မှန်နဲ့ညင်း ဆွနိုင်မှုတဲ့သူ့ကိုလူတိုင်းသိတယ်အဲ့တော့မဆွနိုင်မှုလို့ဆိုတဲ့အခါကျတော့ရှင်ကုမာရကသဘာကသူ့ကိုဥပမာတွေနဲ့ရှင်းပြမဆွနိုင်လို့ရှိရင်ဒီဒုက္ခရောက်မှာပေါ့တဲ့ဒုက္ခရောက်မှာပေါ့ဥပမာမယ်ဗာနဲ့တူတော့ဆိုလို့ရှိရင်မစင်ထမ်းလာတဲ့လူလူတယောက်ဟာ ရွာပြင်ထွက်ရင်ထွက်ရင်ကနေပြီးလဲလဲရင်ဘာတွေ့တုံဆိုလူတွေစွန့်ထားတဲ့မစင်တွေခြောက်နေတာမစင်ပုံကြီးကိုတွေ့တွေ့တဲ့အခါကျဟာအိမ်ပြန်ရင်တော့ဝက်စာအတွက်အသုံးကျတာပဲလို့ဆိုပြီးတော့အဲ့ဒီမစင်တွေကိုအဝတ်ထဲထည့်ထုတ်ပြီးတော့ခေါင်းပေါ်ရွက်လာခဲ့တာလေလမ်းကြတော့မိုးရွာတဲ့အခါကျတော့မိုးဆူပြီးတော့မစင်တွေကဣပြီးတစ်ခုလုံးရွှဲ အဲ့ဒီအချိန်မှာလူတွေကနေပြီးတော့နှကောင်းပိတ်နန်းညာဟာဒီလူကဘယ်နဲ့မစင်းနေယူလာသလဲနဲ့ဒီကုလုံးလည်းမစင်းနင်းယူနေသလားလဲဆိုသူကဘာပြောလဲမင်းတို့သာယူတာအဲ့ငါကဒါဝက်ချွေးဖို့ယူလာတာငါအတွက်တော့အသုံးဝင်တယ်လို့ပြောတယ်အေးအဲ့ဒါလိုပဲမစွန့်နိုင်လို့ရှိရင်တော့ခေါဏကမစင်ရွက်လာတာတောင်မှပဲကိုယ့်ကိုဒီဘေးကလူတွေကဘလောက်ရှင်စရာကောင်းမှန်း ပြောရဲ့တန်းနဲ့ကိုကိုယ်တိုင်ကမယွန်းတယ်လို့ကိုယ့်ရဲ့ဝါရာဆိုးကြီးကိုမစွန့်ရင်အဲ့ဒါလို့ဖြစ်မှာပေါ့လို့